ဒီကနေ့မှာတော့ DVV သတင်းဌာနကတင်ဆက်ထားတဲ့ဆောင်းပါရှင်လင်းဆက်ငင်းချမ်းရေးသားထားတဲ့အမိပေါက်နေတဲ့ဇဘိုးဆိုတဲ့ဆောင်းပါလေးကိုတင်ဆက်ပေးကြပါမယ်။ဒီဆောင်းပါလေးကို တင်ဆက်ခွင့်ပြုပါရန် DVV သတင်းဌာနနဲ့ဆောင်းပါရှင်လင်းဆက်ငင်းချမ်းအားလေးစားစွာခွင့်တောင်းအပ်ပါတယ်။ဇဘိုးဆိုတဲ့ဝေါ်ဟာရာကိုတိတက်ဆအရွယ်ကလေးကကြားဘူးခဲ့ပေမဲ့အရှင်လက်လက်မြင်ဘူးတာကတော့16နှစ်သားအရွယ်ရောက်မှသား။ ကျွန်တော်နေထိုင်ခဲ့တဲ့ကြီးလက်ဟာဂျဘိုးဆိုတဲ့တတဝါလေးနဲ့ဘာဆိုဘာမှမဆိုင်တဲ့ဂျဘိုးကင်းမဲ့ဆုံးပမာကြီးလက်ကအိမ်များစုကိုတစ်သားအခင်းတွေနဲ့စင်ရင်ထားကြပြီးမဲ့တန်ရှင်းစွာနေထိုင်တမှုဟာကြီးလက်ရဲ့အလေးထားဖြစ်နေတာကြောင့်များလားမသိဘယ်အိမ်မှာတော့ဖြင့်ဂျဘိုးရှိတယ်ဆိုတာမျိုးမကြမီပြီးတော့ကုတ်အိမ်လာတဲ့ဧည့်သည်ဖင်တကြွကြွနဲ့ဂျဘိုးကြိုက်ခံရတယ်ဆိုအင်တန်မှရှက်စရာ ရှင်းလက်ဒေတာမှာဂျဘူးဆိုတာကိုဂုံတိခါကင်းမဲ့မှုရဲ့အမှန်လက္ခဏာဂျဘူးဆိုတာလူသွေးကိုစုပ်ယူတောက်စားပြီးအသက်ရှင်နေထိုင်ကြတဲ့အစားနေရာဒီចောင်းပိတ်ရဲ့ယထာကြီးပျော့ပျော့စီးပြီးတော့ရန်ကုန်သွားတဲ့အခါမှာ ထိုင်နေရင်းနဲ့တစ်ချက်တစ်ချက်တင်မားမှာစစ်ခနေဘာကောင်ကြိုက်မှန်းမသိလို့လူကြီးတွေကိုမေးကြည့်တော့အဲ့ဒါဂျဘူးကြိုက်တာတဲ့လှုပ်ရမ်းနေတဲ့ယထာပေါ် ဘသူကမှဂျဘိုးရှာပုံတော်ဖွင့်မတက်ကြမယ်ဂျဘိုးတွေကိုယ်တိုင်သိကြလို့ပဲလားဂျဘိုးဆိုတဲ့အစားကရရင်ရတယ်လို့အလစ်ဝင်တွေတက်တဲ့အစားလားယထာပေါ်ဂျဘိုးကြိုက်တာက မကြခဏဆိုတယ်လို့ဂျဘိုးကြိုက်ခံခဲ့ရပြီမဲ့ဂျဘိုးကိုတော့မမြင်ဘူးအသက်16နှစ်ပြည့်ကစား1990ပြည့်နှစ်မှာနိုင်ငံရေးအကျဉ်းသားအဖြစ်မုံရထောင်ထဲရောက်မှသာဂျဘိုးဆိုတာကိုအရှင်လက်လက်မြင်ဘူးတော့တယ် ညဘက်ဆိုသူတို့ခိုးအောင်ရဂျောင်းချိုးဂျောင်းကြားတွေကနေထွက်လာအဟာရမပြည့်တဲ့အကျဉ်းသားတွေရဲ့သွေးတွေကို အလိုရမက်ကြီးစွာနဲ့ဆုပ်ယူကြအကောင်ပုံစံကပုကက်ကက်တီးတီးကွေးကွေးနဲ့ရွှန်ရှားပွဲအယောင်ရှင်းနေသွေးဆုပ်နေတဲ့ဂျဘိုကိုဒေါသတကြီးလက်နဲ့ဖိတက်လိုက်တဲ့အခါမင်းညင်ညက်သွေးတွေနဲ့နန်ဟောင်းလွန်းလာတဲ့အနံမုံရထောင်ကထောင်တက်တမ်းမဲနှုတ်သိလို့လားအချင်းသားဥယေတိတ်မများလို့လားတော့မသိဘူး ဇဘိုးတွေရှိတော့ရှိပေမဲ့တိတ်မများထောင်လဲရောက်ခါကျလူတွေအတွက်ဇဘိုးနည်းနည်းကြိုက်လို့ဆေးနောက်ဆက်ဖြစ်ရပေမဲ့အနည်းချလာတော့အခုလောက်နည်းနည်းကြိုက်တာကြိုက်လို့ကြိုက်မှန်းမင်းမသိတော့မုံရထောင်ကနေမန္တလေးနန်းတွင်ထောင်ပြောင်းဖို့ခင်ရတော့ကြိုက်လိုက်တဲ့ဇဘိုးတွေမှအော်တိုင်ညာအိတ်ချင်းရောက်ပြီးနိုင်ဝက်လောက်ကြာရင်ပဲဇဘိုးတွေပုံလိုက်ခြင်းလိုက်ရှစ်ချောင်းကြီးချီလာကြတယ်လို့မျိုးတက်ရတာကိုလက်မလဲ ျွန်တော်တို့ကဂျဘိုးကိုက်တတရာအောင်ရောဂျဘိုးတက်လာရင်မြင်သာထင်သာရှိလေအောင်ထောင်ပုံစံလုံးကြီးအဖြူကိုခင်းအိတ်ကြတယ်မနဲ့လဲကြရောအဲ့ဒီလုံးကြီးပေါ်မှာဂျဘိုးတက်ထားလို့ထွက်လာတဲ့သွေးညစ်တွေမနေမနောပြီးတော့မန္တလေးထောင်ရောက်မှပဲအမိပေါက်နေတဲ့ဂျဘိုးတွေကိုပါ မနေမနောမြင်ရတယ်ဝါရင်အကျဉ်းသားကြီးတူကပြင်ပကဘာမှာတော်ယုံမတွေ့နိုင်လောက်တဲ့ဂျဘိုးမှုတေချာကြည့်ထားကြလို့ဆိုရယ် အမိပေါက်နေတဲ့ဇဘိုးဆိုတာကြားတော်မကြားခဲ့ဘူးတဲ့တကယ်ဝါရင်ဇဘိုးတဆိုးလဲရှိခွန်အားဗလာတွေလည်းပြည့်ဖြိုးလွန်လာကြအောင် အမိတော်ပေါက်တဲ့အချိန်အဲ့ဒီအမိပေါက်နေတဲ့ဇဘိုးကိုလက်နဲ့ဖိတက်ကြည့်လိုက်တော်ရုံနဲ့မသိတေးပြီးဆိုလဲဆုတ်ထားဆောင်းထားတဲ့သွေးတွေကဖြန်းကနေပြီးတော့နန်လိုက်တာမှတော်ရုံဇဘိုးထက်ဆယ်ခါပြန်မန္တလေးထောင်မှာဇဘိုးတွေကြိုက်လုံးလို့ ငွေတက်နိုင်တဲ့အကျဉ်းသားတွေကဦးဆောင်ကထောင်မှုထောင်ပိုင်တွေကိုလိုင်းကြီးပေးပြီးဇဘူးတက်စီဖြန့်ခွင့်ပေးဖို့ခါရကြတယ်။ထောင်ချဆောင်ဘက်ချမ်းမှာတဝင်းလုံးနန်းဟောင်းနေအောင်ဇဘူးတက်စီနိုင်နိုင်ဖြန့်ကြတယ်။ဖြန့်ပြီးစနှစ်လသုံးလအကျဉ်းသားတွေဇဘူးရန်ကင်းအိတ်ဆက်ချင်းအမှုကောင်းစွာပြုကြရ။သုံးလဒီဘက်လဲကြော်လာရောဇဘူးကြိုက်ချင်းတန်ရာကဖြည်းဖြည်းချင်းပြန်ဆတင်လား။ ခုနှလလောက်ကြတော့အရင်တိုင်းပြန်ဖြစ်ယုံကြမက နောက်ပိုင်းမှာအမိပေါက်နေတဲ့ဇဘိုးတွေကိုပါပြန်မြင်ခဲ့ရတယ်။ဒါနဲ့နောက်တစ်ချိန်ဇဘိုးတက်ရန် လိုင်းကြီးပေးခါရဖြန်းလုံးခဏဇဘိုးတွေတည်ပြီးတော့တန်တရားပြန်လေလား။မန္တလေးထောင်တွေကအဆောက်အုံမှန်သမျှကိုဖျက်ပစ်လိုက်မှသာဇဘိုးလုံးဝကင်းသွားမယ်လို့ထောင်သုံးချိန်ကြခဲ့ပူတဲ့နိုင်ငံရေးသမားကြီးကပြောခဲ့ပူတယ်။ကျွန်တော်ထောင်ထဲကနေပြန်ထွက်လာပြီးနောက် အင်းစိန်ထောင်အခန်းထဲဂျဘိုးကိုမြင်တော့ရှေယာတကုံတားရအဲ့ဒီဂျဘိုးကိုလက်နဲ့ကိုင်ကအခန်းပြင်ဘက်သွားလှုပ်ပြလိုက်တာဖဲ့ရပြီးတော့ပြုံးမိတယ်။ဂျဘိုးတွေကမြင်မကောင်းရှုမကောင်းလူတွေကိုဒုက္ခသာပေးတတ်တယ်လို့ဂျဘိုးထုတ်တတ်တဲ့လူတွေကလည်းလူပတ်ဝင်ခြင်းအတွက် ကောင်းကျိုးဆိုရရင်မရှိအစိုးရဆုံးကအမိပေါက်နေတဲ့ဆက်အာနာရှင်ဂျဘိုးကြီးတွေကျွန်တော်တို့တိုင်းပြည်ရဲ့ဆက်အာနာရှင်ဂျဘိုးတွေက တမိုင်းရဲ့ဂျောင်းဂျိုဂျောင်းကြားနေရာတွေကနေပြည်သူမပီးတဲ့အာနာပလင်ပေါ်လူရဲ့တလာကြသူတွေပြည်သူတွေရဲ့အလောင်းတွေပေါ်မှာအာနာထူထောင်ပြည်သူတွေပြည်သူအသက်တွေနဲ့သက်ဆိုးရှိပထမဆရာနာရှင်နေဝင်းဟာအာနာအတွက်ပြည်သူတွေတွေကိုတောက် အမိပောက်ခဲ့တာ26နှစ်တာနေဝင်းကိုမြမနိုင်ငံရေးရှင်မြင့်ထက်ကနေပြည်သူတွေကန်ချနိုင်ခဲ့ပြီးမြဲ့ ဆရာနာရှင်အဆောက်အုံတစ်ခုလုံးကို မဖြူဖြတ်နိုင်ခဲ့တာကြောင့်အမိပေါက်နေတဲ့နောက်ထပ်ဇဘိုးတစ်ကောင်နဲ့ဇဘိုးပေါင်းများစွာမြမာမီပေါ်ဘူကြတိုက်တူးခွင်ရခဲ့ကြတယ်။အခုနောက်ဆုံးအမိပေါက်လာတဲ့ဇဘိုးကမင်းအောင်လိုင်းမလုတ်ရဲတာဘာမှမရှိဘူးဆိုတဲ့ကြွေးကြော်တဲ့နဲ့နိုင်ငံရေးညံရေးအမဲဆုံးတာသက်တမနိုင်ငံရေးညံရေးမဲ့လွန်းတာကြောင့်ဘဲချင်းမဆိုးသူ့လက်ညိုးကတနက်မောင်းပေါ်မှာသာအဆင်တင် တတိယစစ်အာဏာရှင်ပွဲကိုအလွဲတကူရလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အာဏာသိမ်းပြီးကမှပြေးရမယ်အပေါက်ကိုလည်းရှာထားရပြီးမို့မုံယိုနေတဲ့စင်တကောင်ပမာမြမစစ်အာဏာရှင်တမိုင်းတလျှောက်ညံရီအမဲ့ဆုံးအရှက်အမဲ့ဆုံးပြည်သူအသက်ဆုံးအရက်ဆက်ဆုံးပြီးတော့သူ့မျက်နာပေါ်ခုတ်ရထေရဒံဟာတွေကလည်းပြက်ပွားနေအရှုံးမအရှုံးတွေထက်ထက်လာတာကြောင့ ရှုံးရမှကြောက်ပြီးဘာဆိုဘာမှမမြင်တော့တဲ့ရှုံးမယ်။သမင်းလိုယူနေသူတဦးရဲ့လက်ထဲတနက်ရောက်နေတယ်လို့ကလေးလည်းမရှောင်း၊တကြီးရွယ်ဦးလည်းမရှောင်း၊အမျိုးသမီးလည်းမရှောင်းပြစ်ထက်လိုက်မယ်ဆိုရာကြီး။မေလ12ရက်ဒီပဲရင်မြို့နယ်ဦးတိန်တွင်းရွာစာတင်ကျောင်းမှာကလေးတွေစာတင်နေတဲ့အချိန်တိုက်လီရင်နဲ့ဘုံကျဲချခဲ့တာဟာတော်ယုံစစ်အနာရှင်တယောက်မတွေးဝင်ခဲ့တဲ့မင်းအောင်လိုင်းရဲ့စိတ်တကြအနာ ဖြစ်ခြင်းအဖြစ်အာနာလက်မလွတ်ရရည်သည်နံပါတ်၁ဖြစ်ကြောင်းဖော်ပြချက်ဒါပေမဲ့မင်းအောင်လိုင်းရဲ့ရှေ့တကြအနာကအခုမှဘယ်ဟုတ်မလဲ2022ခုနှစ်စက်တင်ဘာလ16ရက်နေ့ကလည်းဒီဘဲရင်မြို့နယ်လက်ရက်ကုံရွာစာတင်ကျောင်းမှာစာတင်နေတဲ့ကလေးငယ်တွေကိုရဟယင်ဘောကနေစိတ်ကြိုက်ကြည့်ခဲ့ဘူး2022ခုနှစ်အောက်တိုဘာလထဲမှာလည်းသူ60ကျော်တိတ်ဆုံးခဲ့တဲ့ ထားကံမြို့နယ်အနံ့ပါရွာဘုံကျဲတပြက်မှု2023ခုနှစ် AP 17ရက်လူ150ကျော်တည်ဆုံခဲ့တဲ့ကံဘလူမြို့နယ်ပစီကြီးရွာလေးချောင်းတိုက်ခိုက်မှုဂျပိုးဟာ လူသွေးတွေနဲ့သာအသက်ဆက်နိုင်တယ်လို့မင်းအောင်လိုင်ကလည်းပြည်သူသွေးတွေနဲ့တက်ဆိုးရှိနိုင်အောင်ကြိုးစားရတာပဲဆမ်းမလဲပိုးတိမ်တွင်းရာလူသက်ပွဲ အပြီးနိုင်ငံတကာအတိုင်းဝိုင်းကထုံးစံမပြတ် ပြင်းထန်စွာခန့်ကွက် ရှုံ့ရှားကြောင်းတွေထုတ်ပြန်ကြပြီးမေမေလ13ရက်မှာရတိတော်မြို့နယ်ထွန်းရွေရွာကိုဘုံကျဲတက်ခိုက်ခဲ့ရမှာကလေးတဦးအပါအဝင်အယက်သား73ဦးထပ်မင်းတီဆုံးခဲ့ပြန်နေနောက်ထပ်စာတင်ကြောင်းကိုဘုံကျဲခေတာတွေလည်းရှိတယ်နေ့စဉ်မပြတ်လေးချောင်းကနေဘုံကျဲတက်ခိုက်နေတဲ့သတင်းတွေအော်တိုက်လို့အဲ့ဒီလောက်ပြင်းပြင်းထန်ထန်လေးချောင်းတက်ခိုက်နေတာတောင်အနောက်အုပ်စုနိုင်ငံတချို့က ိုးဒိန်တွင်းရွာစာတင်ကျောင်းကိစ္စကန့်ကွက်စာထုတ်ရမှာစစ်ကောင်စီအနေနဲ့ဆွေးနွေးညှိနှိုင်းအပြေရှားပါလို့တိုက်တွန်းနေပြန်တော့အမိပေါက်နေတဲ့ကြိုးတွေကိုတွေးမဆုပ်ဖို့ဖြောင်းဖြားနေတာလားလို့တွေးမိကပြုံးရပြန်နေပြီးတော့မန္တလေးထောင်ထဲကအဆောက်အုံမှန်သမျှကိုဖျက်ပစ်လိုက်မှသာကြိုးလုံးဝကင်းသွားမယ်လို့ဆိုတဲ့နိုင်ငံရေးတမကြီးရဲ့စကားကိုလည်းပြန်သတိရမိတယ်။မင်းအောင်လိုင်းဆိုတာ အမိပေါယုံခြင်းမက အမိတောင်တော်တော်ရှည်နေပြီဖြစ်တဲ့ကြဘိုးပဲဆရာနာရှင်အဆောက်အုံတစ်ခုလုံးကို ဖြိုဖျက်ပစ်နိုင်မှသာပြီးသူသွေးနဲ့အသက်ဆက်နေတဲ့ကြဘိုးတွေကင်းစင်မယ်ဒီတစ်ချိန်နောက်ဆုံးမယ်ဒီတစ်ချိန်လုံးဝအပြတ်ရှင်းရမယ်